အားလုံးမင်္ဂလာပါဒီနေ့ဇန်ရီ Vibers မမတောင်းဆိုထားတဲ့ Office Maker Look Tutorial လေးကိုဇန်မျှဝေပေးသွားမယ်နော်စပင်လေးကိုစတင်လေးအရင်လေးထားလိုက်မယ်ဒီလိုမျိုး Natural Maker Look လေးလေးနဲ့ခါပါလေအောက်ခံရေပြားကကြည်ပြီးရောတက်နေပိုကောင်းပါလေဒါကြောင့်မလို့ဇန်ကကိုသုံးနေကြတူနာလေးကိုခွန်ဘက်ကလေးနဲ့မျက်နှာရဲ့အရေပြားကိုအပေါ်လေးကိုပြင့်တင်တဲ့ပုံစံလေးနဲ့လိမ့်သွားပြီမနော်ဇန်ကတော့ moisturizer လေးပဲလိမ့်ရတယ်လေးလေးလေးပါလိမ့်မယ်နော်မမေ့ပါနဲ့ ဒီယုံတဲ့မိခက်လုပ်ကလေးမှလေးသတိထားပေးရမှာကတော့လင်းလိုက်တဲ့အစင်တိုင်းမှာတဘာဝဆန်နေဖို့ပါပဲ။စင်ကတော့ CC cream လေးကိုနှစ်ဖူးနှစ်ခေါက်အဲမီးစီနေရာလေးကနေစပြီးတော့မှဘေးဖက်လေးကိုဖြန့်ပြီးတော့ဆွဲသွားပြီးတော့လိမ့်မိပါတယ်။အချင်းတည်းဆိုတော့အဲ့ဒီနေရာတွေကမျက်နှာရဲ့အမြင့်ဆုံးဘက်နေရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လင်းဖို့အတွက်လိုအပ်တယ်လေအဲ့ဒါကြောင့်ပါလုပ်ငန်းခွင်မှာအာရုံတွေအပြည့်နဲ့အာရုံစူးစိုက်မှုကောင်းတဲ့အသွင်လေးဖြစ်စေဖို့အတွက်နှလုံးအောင်နေရာလေးကိုကွန်ဆယ်လာလေးနဲ့ဖြည့်ပြီးတော့ မျက်နှာလေးအနေငယ်သွဲသွားဖို့အတွက် control လေးကိုခပ်ဖားဖားလေးလိမ့်မိပါနော် blending ကိုတည်ချလေးလုပ်ပြီးတော့မဟုတ်လို့ရှိရင်မျက်နှာမှာအညိုအချောင်းချောင်းရင်ဖြစ်ပြီးတော့ကြီးရအနေငယ်ဆိုသေးပါတယ် powder လေးနဲ့ baking လုပ်ပြီးဆိုလို့ရှိရင်နှာနှလေးပါခပ်ဖားဖားလေးပေါ်ပြီးတော့နှာရန်ပေါ်ထားတဲ့တဘာဝအညိုနှွေးအောင်လေးနဲ့ပဲမျက်လုံးရဲ့ crease နေရာလေးကိုနည်းနည်းလေးရှိပ်သွင်းပေးမယ်နော်ပထမဦးဆုံးရွှေညိုအရင်ရောင်လေးကိုမျိုးလုံးထောက်နေရာကနေပြီးတော့မှမျိုးလုံးအလယ်နေရာထိလက်ကလေးနဲ့ဆွဲပြီးတော့ခြေသွားပေးမယ်။ ီ smoky eye ချေတဲ့ပုံစံလေးကိုဇန်ကပူပြီးတော့လွယ်ကူစေဖို့အတွက်လက်ကလေးကိုပဲတုံးပြီးတော့ခြေရတော့ပေးမယ်နော်မျက်လုံးအောင်းထောင့်နေရာလေးကိုလည်းခုနရွှေမြူအရင်းရောင်လေးကိုပဲတုံးပြီးတော့ခြေထားပါလေ။ smoky eye ချင်းလေးတွေထုံစံထားတဲ့အနုရာကနေအရင်စီသွားတဲ့အတွက်ကြောင့်မို့လို့ဇန်အခုခြေပြတဲ့လူမျိုးလိုက်ခြေကြည့်ပြီးနော်။ဒါဆိုလို့ရှိရင်သူတို့ရှိတ်နှစ်ခုပေါင်းစုံတဲ့နေရာမှာ smoky effect လေးဖြစ်သွားပါပြီ။မျက်လုံးထောင့်နေရာလေးကို highlight လေးထည့် ခုနကခြေခဲ့တဲ့ရွှေညိုအရင်ရောင်လေးကိုပဲနောက်တစ်ချိန်ထပ်ပြီးတော့ဒီလိုမျိုးလေးခြေပေးလိုက်မယ်ဆိုလို့ရှိရင်တော့ရုံသွားမှုအတွက် smoky eye makeup look လေးကတော်တော်လေးကိုအဆင်ပြေနေပါပြီ highlight လေးကိုလည်းထပ်ပါပါလေးထည့်ပြီးတော့တက်ရက်သွားအောင်ပုံဖော်ပေးပါအောင်ရုံသွား makeup look ဖြစ်တဲ့အတွက်ကြောင့်မို့လို့မျက်ခုံးလေးကိုလည်းသဘာဝဆန်အောင်လို့အညိုရင်ရောင်လေးကိုပဲတုံးစီချင်ပါတယ်မျက်ခုံးလေးကိုတသက်ရဲ့ပုံသွင်းထားခြင်းဖြင့်လုပ်ငန်းဝင်မှာမိမိဟာလုပ်ငန်းဆောင်တာလေးကိုတေချာစိတ်ဆက်စွာအလုပ်နိုင်တဲ့ဒုတိယအဖြစ်မြင်စေပါတယ် ရခိုင်အောင်လေးကို highlight ထည့်ခြင်းဖြင့်ရိုးရှင်းတဲ့အလှလေးကိုပေါ်ပြစေပါတယ်။ချမ်းမာပြီးတက်ကြွတဲ့အသွင်ဆောင်လေးမှုအတွက်ပါနီလေးကိုလည်းခပ်ပါပါလေးစဉ်အခုခြေပြသလိုခြေပြီးတော့ bronze လေးကိုလည်းတဘာဝဆန်တဲ့အကြောင်းလေးကိုရွေးပြီးတော့အသုံးပြုပေးပါ တကယ်လို့ကိုက map type ဖြစ်တဲ့ make look ပုံစံလေးကိုလိမ့်ချနေဆိုလို့ရှိရင် highlight လေးတွေထည့်တာကိုအနည်းငယ် short ပေးရင်ရပါပြီ highlight မသုံးချင်ဘူးဆိုလို့ရှိရင်လည်းရပါတယ်လိုက်နေဆိုတဲ့အခါမှာကိုရေမျက်တောင်နဲ့ကပ်ပြီးတော့မှ ခပ်ပါးပါးလေးတစ်ချောင်းဆွဲပေးပါမက်စကာရာသုံးတဲ့နေရာမှာမျက်တောင်ပါတဲ့သူတွေအတွက်ထူးခြင်းနေဆိုလို့ရှိရင်တော့ဇစ်ဆက်ပုံစံလေးသုံးပေးပြီးတော့မ မြေတောင်ကထူပြီးသားပို့ပြီးတော့မြေတောင်ရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတိုင်းလေးကိုပြီးဦးမှာပဲရုံးတက်မိတ်ကလစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မြေတောင်တူမတော့ရင်လည်းရပါတယ်ဒါပေမဲ့ကိုကမြေတောင်တူတက်ချင်တယ်ဆိုလို့ရှိရင်တော့ခပ်ပါးပါးလေးတဘာဝဆန်ဆန်တာလေးရွေးပြီးတော့တုံးပြီးပါဇန်ကတော့ကင်မရာထဲမှာပို့စီဖို့အတွက်ခတ်ထူထူလေးတုံးထားပါတယ်မတ်ဖြစ်တဲ့နှာခမ်းတွေမဆိုးခင် လစ်ဘန်းလေးကိုအရင်တုံးပြီးပါ filler ထိုးထားတဲ့နှကမ်းဖူးဖူးပုံစံလေးဖြစ်ဖို့အတွက်ဇင်အခုတက်စင်ချင်းခြေပြသွားတဲ့အတိုင်း control လုပ်ပြီးတော့ဒီနှကမ်းလေးကိုစိုးပြီးပါနော်။ တလီတော့လေဇန်ကအခုလိုမျိုး control လုပ်ပြီးတော့နှကန်းနေဆိုတဲ့ပုံစံလေးကိုစမ်းပြီးတော့စိုးကြည့်သေးခြင်းနဲ့နောက်ဆုံးအကုန်လုံးချိန်ပြီးသွားတဲ့အခါမှာအရန်ကိုမှနှကန်းလေးရဖူးဖူးလေးနဲ့လှတာကိုတွေ့ရလို့ပါတကယ်လို့ကိုကအချိန်သိမ့်မရဘူးဆိုလို့ရှိရင်တော့ကိုစိုးနေကြတဲ့အတိုင်းပဲဆိုပြီးပါ ကယ်ယုံပြီမလားနှကန်းလေးကဖူးဖူးလေးနဲ့ကိုတကယ်လှသွားတယ်နော်နှကန်းနေရောင်လေးကိုလည်းတဘာဝဆန်နေရောင်လို့အမ်ညွတ်အရောင်လေးတွေကိုပြေးရွေးပေးပါနော်ဆန်ကတော့ကင်မရာထဲမှာပုံစံမှုအတွက်နည်းနည်းလေးအရောင်ထည့်ရလိုက်တယ်ကတော့ရုံသွားရုံထွက်ဖို့အတွက် office maker look လေးပြင်ဆင်လုပ်ပြီးသွားပါပြီ။ဒီမှာဟာရင်းချက်တွေတည်နေနေ ပေးအပ်လိုက်တဲ့လုပ်ငန်းဆောင်တာတွေကိုခြေပြွန်စွာဆောင်ရွက်နိုင်လိမ့်မယ်လို့ထင်ဟပ်နိုင်စေတဲ့ make up look လေးတခုဆိုရင်လည်းမားပါဘူးရှင်။ဆက်ရဲ YouTube channel နဲ့ Facebook page လေးကိုလည်း like follow subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးနော်။ကျေးဇူးတူပဲတင်ရှိပါတယ်။ Bye bye.